ီနေ့ကျမတို့ဂျေစုတရားပြန်လဲရှာဖွေခြင်းရဲ့နံပါတ်6ဆွေမျိုးသားချင်းတွေကိုလည်းဂျေစုတရားလေးတွေပြန်လဲရှာဖွေပြီးတော့ဂျေစုတင်ကြည့်ကြရအောင်ဆွေသားချင်းလို့ဆိုတဲ့နေရာမှာကျမတို့အပေါ်ကိုကောင်းတဲ့ဆွေမျိုးသားချင်းတွေလည်းရှိရဲ့မကောင်းတဲ့ဆွေမျိုးသားချင်းတွေလည်းရှိတယ်ဂျေစုတင်စိတ်ကလေးနဲ့ကြည့်ကြရအောင်ကောင်းတဲ့သူကိုလည်းကောင်းတဲ့ဂျေစုတင်စိတ်လေးထားမယ်မကောင်းတဲ့သူကိုလည်းသူတို့ဘာဖြစ်လို့မကောင်းတာလဲကိုယ့်အပေါ်မှာသူတို့မကောင်းတဲ့အချက်တွေကြောင့် ကိုဘာတွေပြောင်းလဲသွားလဲဆိုတာကိုကြည့်ပြီးတော့ကျေးဇူးတင်လို့ရပါတယ်ရှင်။ကျမတို့အပေါ်မှာ ကောင်းတဲ့သူတွေကဘာပဲလို့လို့အမြဲတမ်းအစဉ်သင့်ရှိနေပေးတယ်ဆိုတော့ဆွေမျိုးသားချင်းတွေလည်းကျမတို့ရဲ့အတော်တွေဦးလေးတွေကျမတို့ဟိုတန်ဖိုးမထားပဲနဲ့ဂယုမဆိုင်ဖဲနဲ့အမြဲတမ်းနှိမ့်ရှပြောဆိုဆက်ဆံတတ်တဲ့ဆွေမျိုးသားချင်းတွေလည်းရှိတယ် ကောင်းစားစေခြင်းတဲ့သူရှိသလိုမကောင်းစားစေခြင်းတဲ့သူတွေလည်းရှိတယ်အပြစ်မြင်တဲ့လူတွေရှိသလိုအပြစ်မမြင်ပေဘဲနဲ့ရှစ်ခင်ပေးတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီတော့အဲ့ဒီလူတွေရဲ့တူးတယောက်ရှင်းစီကိုကြည့်ပြီးတော့ တို့ရဲ့ကောင်းကွက်ဆိုးကွက်ကလေးတွေကိုပြန်လှန်ပြီးတော့ကျေးဇူးတင်ကြည့်မယ်ကျမမှာဆိုလို့ရှိရင်ဦးလေးတယောက်ရှိတယ်သူကကျမတို့ငဲငယ်ကလေးတွေကကျမတို့ကိုအမြဲတမ်းဘေးနားနေပြီးတော့ဆုံးမစကားတွေအမြဲတမ်းပြောလေးရှိတယ်သူပြောတဲ့ဆုံးမစကားတွေဆိုလို့ရှိရင်ကျမတို့ကငငယ်က အရန်နဲ့လည်းနားမလဲခဲ့ဘူးတိတ်ပြီးတော့လည်းနားမထောင်ခြင်းခဲ့ဘူးပေါ့နော်အဲ့ဒီလိုမျိုးနားမထောင်ခြင်းပဲနဲ့နားထောင်ခဲ့ရတဲ့သူ့ရဲ့ဆုံးမစကားတွေဟာကျမတို့အရွယ်ရောက်လာတဲ့အခါမှာကျမတို့တို့အများကြီးအကျိုးရှိတယ်ကျမတို့ရဲ့နားထဲမှာကောအုံနောက်ထဲမှာကောနှလုံးသားထဲမှာကောသူ့ရဲ့ဆုံးမစကားတွေကိုအမြဲတမ်းပြန်ပြီးတော့ကြားယောင်ပြီးတော့အဲ့ဒီအတန်လေးတွေကိုပြန်ပြီးတော့ကြားယောင်လိုက်တိုင်းမှာကျမတို့ရဲ့စိတ်ထဲမှာ ကျေးဇူးတင်စိတ်ဒီအမြဲတမ်းဖြစ်တယ်နော်အော်သူပြောပေးခဲ့တာကောင်းလိုက်တာသူဒီလိုလေးပြောပေးခဲ့လို့ငါတို့ဒီလိုအရှိန်တွေကိုတော့ဒီလိုမျိုးလေးကြော်ဖြတ်နိုင်ခဲ့တယ်ဖြတ်တန်းနိုင်ခဲ့တယ်ဆိုပြီးတော့ကျေးဇူးအမြဲတမ်းတင်တယ်ပြီးလို့ရှိရင်ကျမတို့ဘာလို့လို့အမြဲတမ်းဖြည့်စည်းပေးတယ်ကျမရဲ့အတော်တွေရှိတယ်เนาะဦးလေးတွေရှိတယ် သူတို့ကလေကျမတို့ဘာပဲပြောလိုက်ပြောလိုက်အမြဲတမ်းအစင်သည့်ဖြစ်စီပေးဖို့ဆိုပြီးတော့သူတို့အမြဲတမ်းစောင့်နေသလားတောင်ထင်ရရပေါ့နော်အဲ့ဒီလိုအတော်တွေဦးလေးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အခုအချိန်ထိလည်းကျမတို့အပေါ်မှာအမြဲတမ်းဖြစ်စီပေးဖို့အတွက်ကျမတို့ဘာလေးပဲပြောလိုက်ပြောလိုက်ဘယ်တော့မှမငင်းမဲနဲ့မငီးမညူဘဲနဲ့လှုပ်ပေးတဲ့ဦးလေးတွေအတော်တွေရှိတယ် သူတို့ကိုလည်းဒီနေရာနေပြီးတော့ကြော့လဲကြော့ပါတယ်ဂျေစုလည်းအများကြီးတင်ပါတယ်အဲ့ဒီထဲမှာမကောင်းတဲ့သူတွေလည်းရှိတယ်เนาะမကောင်းတဲ့သူတွေကတော့လေကျမတို့ထဲမှာအဖေရဲ့မေရဲ့သာသမီ9ယောက်ကိုပြုစုကြွေမွေးဟိုလောက်ကင်ပေးရတဲ့အချိန်မှာသူတို့ကသူဟိုကျမတို့ရဲ့အမျိုးတွေထဲမှာရှင်လိုက်လို့ရှင်ကျမတို့မိသားစုတွေကနည်းနည်းလေးအားနေတဲ့အပိုင်းမှာပါတယ်ပေါ့เนาะ အဲ့ဒီအားနေတဲ့အပိုင်းလေးမှာလည်းကျမတို့အပေါ်မှာနှိမ်နေတဲ့သူတွေရှိတယ်။ကျမတို့ကိုဘယ်တော့မှလူရမသွေးတဲ့သူတွေရှိတယ်။ကျမတို့ကပဲအမြဲတမ်းလှုပ်ပေးရပြီးတော့ကျမတို့လှုပ်ပေးတာကိုဘယ်တော့မှဟိုကျေးဇူးတင်တဲ့စိတ်မရှိတဲ့သူတွေလည်းအများကြီးကြုံဘူးတယ်။သူတို့တွေကိုလည်းကျမတို့ကျေးဇူးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကကျမတို့ကိုဒီလိုမျိုးစိတ်တွေကို ဖိနှိပ် ဖိနှိပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီလိုမျိုးနဲ့သွားတဲ့အတွက်ကျမတို့ကမခံကျင်စိတ်တွေဖြစ်လာတယ်မခံကျင်စိတ်တွေဖြစ်ပြီးတော့စူးစမ်းလို့လေကျမတို့ညီမတွေအကုန်လုံးဟာကိုရှောက်ပေါ်ကိုရက်နိုင်တယ်ကိုဝင်ငွေကိုကိုရှားဖွေနိုင်တယ်ဖန်နေနိုင်တယ်အဲ့ဒီအတွက်လေဒီမကောင်းတဲ့ဆွေမျိုးတွေအကုန်လုံးကိုလည်းဂျေစုတင်တယ်သူတို့ရဲ့တွန်းအားကြောင့်ကျမတို့နေရာတစ်ခုကိုရောက်လာတဲ့အတွက်ဂျေစုအများကြီးတင်ပါတယ်အားလုံးကိုလည်းဂျေစုအများကြီးတင်ပါတယ်ရှင်